ဇာသာပတိသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်ဇာသာပတိသာသမီများအတွက်ပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာကျွန်တော်တို့ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေရောနမိတ်ကိုတေရောကခொနကတ်ချပြီးတော့ကန္ဒီမာဖတ်ကြပြီးမှာဖြစ်ပါတယ်ဒီဟောသရန်အစီအစဉ်လေးကိုပတ်စဉ်တောက်ကြနေညနေ6:00နာရီဆိုရင်ကျွန်တော်တို့ပုံမှန်အားဖြင့်တင်ပြနေကြဖြစ်ပါတယ်နော် ဟောသရန်ဒီနေ့လေးမစားတဲ့ငယ်မှာကျွန်တော်ရဲ့မိစေတွေကိုယူရောမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်။နံပါတ်၁ကတော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုဗုဒ္ဓဦးနေရာလွဲပြီးတော့ကျမ်းတဲ့ရက်ဒီမှာပြည့်ရမရှိဖွင့်ပါတယ်။အဲတော့ဘသူပဲဖြစ်ဖြစ်ဘဲကပဲဖြစ်ဖြစ်ဘာလို့အခက်အခဲတွေပဲကြုံကြုံကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုမြည်သူမစိုးလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရေရေရေအခမဲ့ပြုလုပ်နိုင်ပါတယ်။ ။နောက်အဓိကကျွန်တော်တို့အားလုံးအတွက်ပေါ့နော်။ခုနှစ်ရက်သားသမီးတွေအားလုံးအတွက်အလွန်အင်မတန်မှအရေးကြီးတဲ့ရည်ရည်တစ်ခုလာမဲ့ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။အဲ့ဒါပါလေ။အဲလာမဲ့တနင်္ဂနွေနေ့မှာပြုလုပ်မှာပါ။အဲ့တော့တပတ်ခါပေါ့နော်။တနင်္ဂနွေနေ့အဲ့တနင်္ဂနွေနေ့မှာကျွန်တော်တို့ဘာတွေလုပ်မှာလဲဆိုခင်မွန်းကြီးဆယ်ပါအလှကတော်ပွဲကြီးပြုလုပ်မှာပါ။ အဲ့တော့ခမင်းဤသေးပါဆိုတာဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်မြတ်ထားရာဖြစ်တယ်။ကာယကံဝေဒီကံမနောကံနေနဲ့ပြင်မာရင်ကျမ်းမာရေးစီးပွားရေးလူမျိုးအိမ်တော်ကြီးတွေကမောက်ကမောက်ဖြစ်တယ်။ဒါကြောင့်လို့အဲ့ဒီအပြစ်တွေပြေပြောင်းအောင်ဆိုပြီးတော့ကရောကြလာ။အဲ့တော့ခမင်းဤသေးပါကရောပွဲဟာလာမဲ့တနင်္ဂနွေနေ့မနေ့၈နာရီရှိပါတယ်အားလုံး။နော်မိသားစုလိုက်လာပြီးတော့ကရောမယ်ဆိုရင်တော့ကရောလို့ရပါတယ်နော်ဖိတ်ပါတယ်။အဲ့တော့ကျွန်တော်တို့ တချို့ယူရောမင်္ဂလာကျောင်းမလာရောက်နိုင်တဲ့လူတွေကတော့ Viber နေပြီးတော့ဆက်သွယ်ပြီးတော့ hotline လေးတွေမှာနိုင်ပါတယ်။39992029တဲ့39992029ရဲ့39692 395ဆိုတဲ့နံပါတ်ကနေဆက်သွယ်ပြီးတော့ hotline လေးတွေမှာနိုင်ပါတယ်နော်။အဲ့တော့ကြာသာပတိသာသမီတွေအတွက်ကြာလာတဲ့တေရနမိတ်ရာဆိုရင်တော့ကျယ်ပွင့်၄ပွင့်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ ကျဲပွင့်လေးပွင့်ဆိုတာကျဲပွင့်ရဲ့အဓိပ္ပာယ်ကျတော့အောင်မြင်ခြင်းနောက်ဖြစ်ထွန်းခြင်းပေါ့နောက်ပန်းတိုင်ရောက်ခြင်းဆိုတဲ့သင်္ကေတဖွင့်ဆိုချက်ရှိပါတယ်။အဲတော့သူ့ရဲ့နမိတ်ထဲမှာဆိုရင်တော့ဒါလူလင်တယောက်ကသူကလူလင်တယောက်ကဆိုတော့ကျဲပွင့်ခြေထောက်နှစ်ဖက်ဒီလိုထိုင်တာပေါ့နော်ထိုင်နေပြီးတော့ကျဲပွင့်နှစ်ပွင့်ကိုသူကအဲဘဲဘဲခြေထောက်တစ်ဖက်နဲ့ညာဘက်ခြေထောက်တစ်ဖက်နဲ့အဲ့လိုနင်းထားတာအဲကျဲပွင့်တစ်ပွင့်ကိုကြတော့သူအဲ့လိုရင်ခွင်းထဲမှာပွေ့ပွေ့ပိုက်ထားတာပေါ့ နောက်ထပ်ကျယ်ပွင့်တစ်ခုကကျတော့ခေါင်းပေါ်မှာရွက်တာလားဟာဘာလို့ပြောချင်တာလဲဆိုတော့ပစ္စုပန်ရဲ့အတိတ်ရဲ့အနာဂတ်ရဲ့ကာလအသုံးပါသလုံးမှာအောင်မြင်မှုရတဲ့ကံကြမ္မာနမိတ်ဖြစ်တယ်အဲ့တော့ဒီကလာမှာကျွန်တော်အတိတ်ကာလတုန်းကစ조사ခဲ့တဲ့ကိစ္စတွေအားထုတ်ခဲ့တဲ့ကိစ္စတွေရယူနိုင်အောင်조사ခဲ့တဲ့ကိစ္စတွေကအောင်မြင်တယ်အောင်မြင်မှုရမယ်အစင် ။ဒါပြီးခဲ့တဲ့အတိတ်ပေါ့။မဝေးသေးတဲ့အတိတ်မှာကိုကဇွဲလုံးလဝရိယနဲ့ကြိုးစားခဲ့တာ။ဒါလေးတွေဖြစ်ချင်းလို့ဒါလေးတွေရခြင်းလို့ဒါလေးတွေအောင်မြင်ခြင်းလို့နိုင်ငံရောက်သွားခြင်းလို့အလုပ်ရခြင်းလို့မိသားစုကိုလောက်ကန်ကြိုးမွေးခြင်းလို့စသည်ဖြင့်တဲ့အဲ့လိုကြိုးစားခဲ့တဲ့ကိစ္စတွေအားထုတ်ခဲ့တဲ့ကိစ္စတွေအောင်မြင်တယ်တဲ့ဒီဒီမှာဩငါကြိုးစားခဲ့တဲ့အရာလေးရသွားတော့အောင်မြင်သွားတော့နံပါတ်2ကပိဿုပံမှာကြိုးစားနေတဲ့ကိစ္စအတည်းပဲ ကြာသာပတိသားသမီးတွေအတွက်အောင်မြင်မှုရပြီးတော့မှာကိုကဘာတွေစူးစမ်းနေလဲတဲ့ဘာတွေဖြစ်ချင်နေတာလဲအဲ့ဒီအတွက်ဖိုကတ်ထားပြီးတော့စူးစမ်းနေတဲ့ကိစ္စတွေပေါ့ကုမ္ပဏီလုပ်ငန်းအဲဆိုကုမ္ပဏီဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေဆိုရင်ဘာကြည့်မလဲအလုံးမှာအဆင်ပြေဖို့တော့ယာဒူးတိုးဖို့ကိစ္စတွေလစာတိုးဖို့ကိစ္စတွေနေရာကောင်းရဖို့ကိစ္စတွေဒါပစ္စုပန်မှာကိုကစူးစမ်းအထုတ်နေတဲ့ကိစ္စတွေဆိုရင်လဲတဲ့အောင်မြင်မယ်တဲ့နောက်တစ်ခုကအနာဂတ်အတွက်ညှော်လင့်ပြီးတော့ ကြိုးစားဖြည့်ဆည်းနေတဲ့ကိစ္စတွေလည်းပဲအောင်မြင်နိုင်တဲ့ကံတတမျိုးရှိတယ်။နောက်ဘယ်နှလားလောက်ကြာရင်ငါတို့ဘာတွေလုပ်မလဲ။ဘယ်လိုစီးပွားရေးတွေမတည်မလဲ။ဘယ်လိုကိုယ်ပိုင်လုပ်ငန်းတွေလုပ်မလဲ။ဘယ်လိုကိုယ်ပိုင်ဝင်ငွေစည်းကြောင်းတွေကြိုးစားမလဲ။စသည်ဖြင့်စသည်ဖြင့်နော်။ကြိုးစားအားထုတ်နေတဲ့ကိစ္စတွေကလည်းပဲအောင်မြင်မှုရမယ်။ဒါကြောင့်ပစ္စုပ္ပန်ရဲ့အတိတ်ရဲ့အနာဂတ်ရဲ့ကာလသုံးပါးသလုံးမှာအောင်မြင်နိုင်တဲ့ကံတတမျိုးရှိတယ်။အလုပ်ရကျင်တယ်အလုပ်တွေရမယ်နိုင်ငံခြားသွားကျင်တယ်လွယ်လွယ်ကူကူသွားမယ် ဒါကြာသာပရိသတ်သမီးတွေအတွက်ဒီကာလတွေမှာချိန်ဆရတဲ့ကိစ္စတွေရှိတာပေါ့နော်အလုပ်ကိစ္စတွေရှိတယ်အိမ်တော်ရေးကိစ္စတွေရှိတယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စအဲ့လိုချိန်ဆတာပေါ့လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားလုပ်လို့ရှိရင်အဆင်ပြေမလားအဲ့လိုချိန်ဆနေတဲ့ကိစ္စတွေရှိရင်လေတဲ့အဲ့ဒီကိစ္စတွေအတွက်စိတ်မပူပါနဲ့တဲ့လုပ်ကိုလုပ်ပါတဲ့ကိုပူပင်တော့ကထားသလိုမဖြစ်ပါဘူးတဲ့အောင်မြင်မဲ့ကံတာတော်မျိုးတွေရှိပါတယ် ဟာငွေချင်းနဲ့ပတ်သက်တဲ့နမိတ်မှကြတော့လူလင်တရားပါဆိုတော့ကျဲပွင့်ရောအဲ့လိုမြောက်တော့ပါသူကဘာနဲ့သွားတရန်တူလဲဆိုတော့ကျွန်တော်တို့အကယ်ဒမီရွှေသင်ရုပ်ထုလေးနဲ့သွားပြီးတော့တူတဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့အကယ်ဒမီဆိုတာဒါကြာတိတဲ့အတိုင်းပါပဲเนาะဒါအားလုံးကညံ့လို့ခုံမင်းတန်ဖိုးထားတဲ့အရာပါအဲ့ဒီကိစ္စကလည်းတေချာပေါ့အဆင်ပြေနိုင်တာပေါ့ဒါမှလို့ငွေချင်းနဲ့ပတ်သက်ရင်ကံစားတာတွေကောင်းမယ်အဖက်ဘက်ကနေအဆင်ပြေမယ်စိတ်ချမ်းသာမယ်အဖက်ဘက်ကနေပြီးတော့ငွေတွေဝင်လာနိုင်တယ် ရစရာပေးစရာကိစ္စတွေချောချောမောဖြစ်မယ်ငွေကြေးနဲ့ပတ်သက်ပြီးပူပင်သောကတွေပြင်းနေမယ်ပေါ့နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ဆိုတာတက်စေးတဲ့တက်စေးဆိုတာ6လှန့်တာပေါ့အဲတော့ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်ရတတ်တယ်သောကဖြစ်တတ်တယ်စိတ်ညင်ရတတ်တယ်ဆွေမျိုးသားချင်းအကြီးအကဲနဲ့ကိုယ်နဲ့အဆင်မပြေဖြစ်တတ်တယ်နောက်လူမှုရေးကဏ္ဍတွေမှာကြတော့ကိုယ်ချုပ်ကင်မဲ့လူတွေနဲ့ဂျုံရတတ်တယ် ကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့မိစေပေါင်းတင်တွေကိုယ့်ကိုပြန်ပြီးတော့ချုပ်ကင်တာမျိုးတွေဂျုံဝတ်တတ်တယ်။နောက်ကျမ်းမာရေးကဏ္ဍတွေကတော့ကန်တာတာကောင်းပါလေ။ကျမ်းမာရေးကဆိုးဆိုးရွားရွားအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တွေမရှိတဲ့အတွက်ကျမ်းမာရေးတွေဆိုးရင်ကြတော့မရှိပါဘူး။နောက်ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာဆိုရင်လည်းကျဲမွင့်တွေတန်းစီပေါ်နေတဲ့နမိတ်ပါပဲ။အဖြစ်ဆုံးမဲ့ဆောင်မွေတွေအောင်မြင်မယ်တက်မဲ့အကြောင်းတွေအစဉ်ပြေမယ်သင်တန်းကိစ္စတွေလည်းတော်တော်လေးကောင်းပါတယ်နော်ကိုယ်ဇွဲလုံးလာဝရီရနဲ့ကြိုးစားရင်ကြိုးစားသလား အောင်မြင်မဲ့ကံတရာမျိုးတွေရှိတယ်။နောက်အဓိကပြောချင်တာကတော့အခြေအနေပေါ့နော်။အခြေအနေနဲ့ပတ်သက်တဲ့ကံတရာမှာကျတော့နည်းနည်းလေးအညာလေးတွေရှိပါတယ်။အခြေအိုအကြောင်းပြုပြီးတော့စိတ်မြင်ရတတ်တယ်။အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်တော့ကရောက်ရတတ်တယ်။အဲ့ဒီအပိုင်းမှာအခြေအနေနဲ့ပတ်သက်ပြီးဘလို့ကြောင့်စိတ်မြင်ရတာလဲဘလို့ကြောင့်တော့ကရောက်ရတာလဲဆိုရင်တဲ့အဲ့ဒီအတိုင်းဝိုင်းကြောင့်စိတ်မြင်ရတာပါ။ ခြားသာပြည်သားသမီးတွေအားတဲ့အတိုင်းဝိုင်းကြောင့်အတိုင်းဝိုင်းဆိုတာကိုယ်အတိုင်းဝိုင်းလို့ဖြစ်ရင်ဖြစ်မယ်ကိုယ့်ရဲ့အမျိုးသားတို့ကိုယ့်ရဲ့ဇနီးမယားရဲ့အတိုင်းဝိုင်းလည်းဖြစ်ရင်ဖြစ်မယ်သူတို့ကိုအကြောင်းပြုပြီးတော့အိမ်ဒီအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတဲ့တောကရောက်ရတတ်တယ်အတိုက်ခံလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးတွေတော့သတိထားသင့်ပါတယ်နော်အဲ့တော့အလုံးချုပ်ကုန်သုံးတဲ့အဓိကအကန်တရားဖြစ်တဲ့အလုပ်တွေငွေကြေးတွေကျန်းမာရေးတွေအဲ့ဒါတွေကတော့ကောင်းပါလေ။အဲ့တော့ကြာသာပြည့်သားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အကြောင်းလေးတွေကတော့အပြာရောင်နဲ့ အစိမ်းရောင်နဲ့ကောင်းပါတယ်6ကနန်း4ကနန်း4ကနန်း6ကနန်းတွေကတော့ကံကောင်းစေတဲ့နံပါတ်တွေဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတရက်သီးကတ်လူပူဇော်ပြီးတော့ဆုတောင်းပါအညံ့အခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်နော်ဒါတော့ကျွန်တော်ကြာသာပတိသာသမီတွေအတွဲအပတ်စဉ်တောက်ကြနေညနေ6နာရီမှာတင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေရနမိတ်ကိုကံကြမ္မာဖတ်ကြားပေးကြတာဖြစ်ပါတယ် လာမယ်25ရက်နေ့ဒီဇင်ဘာ25ရက်နေ့မှာကျွန်တော်တို့ယူရောမင်္ဂလာကျမ်းမှာအုံယုပ်ပွဲရှိပါတယ်နော်ညဘက်မှာညွတ်ကြမှာပါဆိုတော့အုံယုပ်ပွဲကိုအားလုံးပါဝင်နိုင်ပါတယ်ဆိုပြီးတော့ဖိတ်မှန်တကပြုပါလေနော်ဆရာကြီးမင်းတင်ကတော့အုံယုပ်ပွဲ အုံယုပ်ပြီးတော့အဲအချို့အခက်အခဲတွေကနေလွတ်တယ်လိုရာဆန္ဒတွေပြည့်တယ်အဲ့တော့ဆရာကြီးမင်းတင်ကအုံယွတ်တဲ့နေ့ကိုအစွဲပြုပြီးတော့ခရစ်စမတ်နေ့မှာအုံနေညွတ်ကြမှာပါ အဲ့တော့ကျွန်တော်ယူရောမင်္ဂလာချမ်းလေးအားလုံးကိုဖိတ်မှန်တကပြုပါရစေနော် ကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်